င်္ဂလာပါရှင်ခေတ္တတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောက်ဖြူမျိုးနယ်ရှိစာတင်ကြားများကိုစတက်ကလေကြောင်းတက်ခတ်မှုចောင်းနာចောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တာကြောင့်တည်ဆုံထိခိုက်မှုမရှိလေကြောင်းရန်တတိပြုရန်အေအေကောင်ထပ်မံတတိပေးဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ရခိုင်ပြည်ကြားဖြူမျိုးနယ်အတွင်းရှိစာတင်ကြားများကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တာကြောင့်တစ်ဆုံးထိခိုက်မှုမရှိကြောင်းအေအေကဇမနစ်ညာပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ရက်နေ့မော်လဲ7:30မိနစ်အချိန်ကြားဖြူမျိုးနယ်မင်းရဲတိုက်နယ်လိတ်တင်ကျေးရွာအတွင်းသို့စစ်တပ်ကလေကြောင်းမှတစ်စိမ်ပုံကျက်တိုက်ခိုက်ခဲ့ကြောင်းပုံမှာလိတ်တင်ကျေးရွာစာတင်ကျောင်းအတွင်းကြားရောက်ပေါက်ခွဲခဲ့ကြောင်း ရင်းနာအတေကံဒုံတစီဖြစ်မှာအဆိုပါစာတင်ချောင်းကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြအောင်တို့ရမှာစာတင်ချောင်းအတွင်စာတင်ချောင်းနေသည့်ចောင်းနာចောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့၍အသက်သေးဆုံးဒဏ်ရာရရှိမှုမရှိခဲ့ကြအောင်စာတင်ချောင်းအဆောက်အအုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရပါသည်အလားတူနိုဝင်ဘာလ18ရက်နေ့မော်လန်7:35မိနစ်အချိန်မှာစစ်တပ်ကကြားပြူမျိုးနဲ့ကြောက်ကလေးကျွာကုန်းလေရင်ဖြင့်ပေါင်900ပုံနှလုံးဖြင့်လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒါအပြင်အဆိုပါညနေ4:30မိနစ်အချိန် အမြင့်ကျွန်းတရားအနည်းသို့ဝိုင်းတွဲလျင်ဖြင့်ဘုံအလုံး60ခန်းလာရောက်ကျချခဲ့ကြောင်းသိရပါသည်။အလားတူနိုဝင်ဘာလ18ရက်နေ့ည7:19မိနစ်အချိန်မှလည်းတားဖြူမျိုးနဲ့မင်းရဲတိုင်နယ်ရှိမင်းရဲရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများသို့လေကြောင်းမှပုံကျက်တိုက်ခိုက်ခဲ့သည့်အပြင်စင်းချောင်းကန်းကျင်မြေနယ်စာမှနေရာယူထားသည့်စစ်တပ်၏စစ်တင်မော်နှစ်စီးကလည်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလက်တလောထိခိုက်ဒေဆုံးဒဏ်ရာရရှိမှုမှာလောလောဆယ်မသိရသေးကြောင်းအေအေကသတင်းထုတ်ပြန်ပါသည်။ စတက်ကကြောက်ဖြူမျိုးရှိကြေးရွာများကိုလေချောင်းတက်ခတ်မှုများကိုစက်နက်ပြုလုပ်လာနေတာကြောင့်လေချောင်းရံပုံမှုတတိထမ်းကြရန် AA ကတတိပေးထားပါတယ်ရှင်။ဆလပင်မောကုံးနဲ့မုံမေမျိုးကိုတင်းရန်လဲလေးကဆဲအုပ်စုတက်တွေတပြိုင်နက်တည်းခေါ်သွင်းပြီးစက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမောကုံးမြို့နယ်နဲ့စံပြည်နယ်များပိုင်းမုံမေမျိုးနယ်တို့ကတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တင်းရန်လဲလေးကတပြိုင်နက်တည်းခေါ်သွင်းလာမယ်လို့စီးရင်တရင်ချင်းမြစ်တွေကပြောပါတယ်။ လာမယ့်နိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ1ရက်နေ့တို့မှာမိုးမိတ်နဲ့မိုးကုံမျိုးကိုစေအုပ်စုတပ်တွေခေါ်သွင်းလာမယ်လို့နိုဝင်ဘာလ16ရက်နေ့ကတော်လရင်အင်အားစုတွေနဲ့သိဆုံးရမှာပြောကြားခဲ့တာဖြစ်ပါတယ်။မိုးကုံမျိုးကိုစေအုပ်စုတပ်တွေခေါ်သွင်းလာရမှာတော်လရင်အင်အားစုတွေအနေနဲ့နှောက်ရှက်ဟန်တာခွင့်မရှိကြောင်းကိုပြောဆိုခဲ့တယ်လို့အဲ့ဒီအခြေအနေကိုတည်တဲ့စီးရဲတရေချင်းမြစ်တအူးကပြောပါတယ်။ သူတို့ဒီဆေးအဆုကိုမဖြစ်မနေခေါ်သွင်းလာရမယ့်အနေအထားကိုပြောပြထားပေးစီတယ်။သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာနှောက်ယှက်ဟန်တာတွေမလုပ်ဖို့ဒါတွေကိုခေါ်ပြောထားတဲ့ကိစ္စတွေပဲရှိပါတယ်။ဒါအပြင်ယခုရက်ပိုင်းမှာလည်းပြည်ဦးလင်းတဲ့မိုးကုံလမ်းမပေါ်ကဆန်လန်းဆုံမှဆေးအဆုနဲ့တည်ရန်လည်းလေးတက်ဟာဆက်ဆံရေးယုံတွေအပြန်လည်ဖွင့်လှစ်လိုက်တယ်လို့သူကဆိုပါတယ်။အဲ့ဒီဆက်ဆံရေးယုံတွေကနေတဆင်မိုးမိန်နဲ့မိုးကုံတို့ကိုခေါ်သွင်းလာမှဖြစ်ပြီးမိုးကုံမျိုးပေါ်မှာနိုဝင်ဘာလ2ရက်ကဖွင့်လှစ်ထားတဲ့ဆက်ဆံရေးယုံအထိပို့ဆောင်ပေးမယ်လို့ပြောပါတယ်။ ဆဲလ်ဆူအပြည့်ရက်ပြီးနောက်မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေတက်တွေဆုတ်ခွာပြီးမယ်လို့တီရန်လန်လေးကထုတ်ပြန်ပြောဆိုထားပြီးမယ်လင်းတော်လရင်အင်အားစုတွေကတော့မိုးကုတ်ကိုဆက်ကားခွေမယ်အကြောင်းပြောဆိုထားကြပါတယ်မိုးကုတ်ကိုဆဲလ်ဆူတက်တွေခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော်လရင်အင်အားစုတွေကိုတီရန်လန်လေးကညှိနှိုင်းတိုင်ပင်နာမျိုးဒီနေ့အထိမရှိသေးဘူးလို့ဆိုပါတယ် ဒါကြောင့်တရံလလီကစေအစုကိုမိုးကုတ်ကိုခေါ်တွင်လာရမှတော်လရင်အင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေကိုတော့အမည်မဖော်လို့တဲ့မိုးကုတ်တပည့်အင်အားစုအဖွဲ့ဝင်တအူးကတော့ကျွန်တော်တို့ကလောရကံရခံနေပါတယ်တဖက်ကလည်းမဟာမိတ်ဖြစ်နေတဲ့တဖက်မှာကလည်းစေအစုမိစားဖြစ်နေတဲ့ဆိုတော့တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေကိုတော့ပြောရခံနေတဲ့ကျွန်တော်ထင်ပါတယ်အဲ့ဒီနေ့ရဲ့အခြေအနေပေါ်မှာအားလုံးမူတည်နေပါတယ်လို့ဆိုပါတယ် လက်ရှိမှာတော့မိုးကုံမျိုးရဲ့ဆုတ်ထွေးနေတဲ့ဆင်းရဲအခြေအနေကြောင့်မြို့ကန်အများစုဟာဆုံခွာနေကြပြီးတက်ကြီးရွယ်အိုတွေနဲ့ထွက်ပြေးသိမ်းဆောင်မှုငွေကြေးမတက်နိုင်သူတွေစုစုပေါင်း25ရာခိုင်နှုန်းခန့်လောက်သာရှိနေတော့တယ်လို့ပြောပါတယ်။ ဆိုဆိုတဟာယခုနှစ်အတွင်းမှာပင် TN လန်လီနဲ့ MNDA တို့တင်ထားတဲ့လားရှုံးနောင်ချိုကြောင့်မင်းနဲ့ဒီဘွားမျိုးတို့ကိုတင်ပတ်ပြီးနောက်ပိုင်း TN လန်လီနဲ့ PDF တွေကိုအားပေးထောက်ခံကြတဲ့ဒေသခံတွေကိုစက်တိုက်ဖမ်းဆီးခဲ့တဲ့လို့နေအိမ်နဲ့ဘာသာရေးအဆောက်အအုံတွေကိုချိတ်ပိတ်သိမ်းဆီးခဲ့တာကြောင့်မိုးကုံမျိုးကန်တွေချာမှာစိုးရိမ်မှုတွေရှိနေပါတယ်။ တဆက်ထဲမှာပင်အရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုင်ရာလာဆိုမျိုးကိုအပြည့်ရဲ့သဘောတူညီချက်နဲ့ဝင်ရောက်ပြီးနောက်ယခုလအတွင်းမှာပင်မြို့အနီးမှာတက်ဆွဲနေထိုင်တဲ့ MNDAA တက်စခန်းတွေကိုပြန်ဆုတ်ခိုင်းရမှာစည်ရေးမပြေလည်မှုတွေရှိခဲ့ပြီးလာဆိုဒီဘောကိုဆက်တွေ့ထားတဲ့ဒီဘောတရာကိုနှစ်ဖက်စလုံးကယာယီပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်ရှင်။ ဆက်လက်ပြီးဖအန်နဲ့မော်လမ်မြိုင်ခရီးစဉ်မှာမင်းအောင်လိုင်းကပြည်နယ်ဆိုးရများကတည်ခင်းထားတဲ့ရေရေနှွေလက်ဖက်အချို့ဝဲနေအစားအသောက်များကို လုံးဝမတူမတိမစားပင်ကိုပိုင်ရေဘူးနေအစားအသောက်များကိုသာယူဆောင်စားတောက်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ကရင်ပြည်နယ်ဗဟန်မြို့နယ်နဲ့မွန်ပြည်နယ်မော်လမြိုင်တို့မှာတွားရောက်သည့်ခီးစဉ်များမှာအကြမ်းဖက်မင်းအောင်လိုင်းကတက်ဆိုင်ရာပြည်နယ်ဆိုရာဖွဲ့ကပြင်ဆင်တက်ခင်းထားသည့်ရင်းရင်တွင်လက်ဖက်အချိုးပန်းနှင့်အစားအသောက်များကိုလုံးဝမတူမတီမစားတော့ဖိန်၎င်း၏ကိုရီးအရာရှိအဖွဲ့ကပြင်ဆင်ပေးသည့်ကိုပိုင်ရေဘူးပံရေနှင့်အစားအသောက်များကိုသာယူဆောင်စားသောကြောင့်အဆိုပါခီးစဉ်အတွင်မင်းအောင်လိုင်းနှင့်တည်ဆုံခွင့်ရရှိခဲ့သည့်ဌာနဆိုင်ရာတင်ပြချက်များကပြောဆိုပါသည်အကြမ်းဖက်မင်းအောင်လိုင်းကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဗဟန်မြို့နယ်သို့၎င်းနိုဝင်ဘာလ 16ရက်နေ့မော်လမြိုင်သို့၎င်းတွားရောက်ပြီးဌာနဆိုင်ရာတွင်ဆောင်ပွဲများမြို့ကိုကြေကျေစစ်ဆေးမှုများလို့ဆောင်ခဲ့ကြောင်းထို့သို့လို့ဆောင်ရာမှာမြေအောင်လိုင်းကတက်ဆိုင်ရာပြည်နယ်အစိုးရဖွဲ့ကတည်ခင်းပေးထားသည့်တောက်ရည်လက်ဖက်ရည်နှွေးအချိုးဝဲနှင့်အစားအသောက်များကိုလုံးဝမစားတော့သည့်အပြင်တိုးထိကျင်နာမှာပြုလုပ်ကြောင်းအချိန်တော်တော်များများမှထင်ရမြင်ရကိုမြေအောင်လိုင်းကရှင်းပြနေခဲ့ပြီးတွင်ဆောင်ပွဲများမှာအနည်းဆုံးတနိုင်ကျော်ကြောင်းမယံမနာတအူးတဲ့ပြောဆိုမှုများလို့ဆောင်ခဲ့ကြောင်းသိရပါသည် သူရှိမှရေရွေးနေကွယ်မြမမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတဲ့သူတခြားလုံးစကားပြောတဲ့တနိုင်ကျော်လောက်ကြတဲ့အဲ့ဒါသူရှိမှချထားတဲ့ပြည်နယ်ဆိုးရောက်ဖွဲကပြင်ပထားတဲ့တောက်ရေရှင်နှွေးအချိုးပွဲမတို့မတိဘူးသူကိုရေအရာရှိအဖွဲကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တဲ့နေ့လယ်စားတွေဘာတွေစားတော့လဲပြည်နယ်ဆိုးရောက်ဖွဲကစီစဉ်ပေးတာမစားဘူးသူကိုရေအရာရှိအဖွဲကစီစဉ်ပေးတာကိုပဲစားတယ်လို့မြောက်လိုင်းအပြုအမူနဲ့အနေထိုင်ကိုတေချာတတိထားမိခဲ့တဲ့ဌာနဆိုင်ရာတင်ရှင်မြေကပြောဆိုပါတယ် မြောက်လိုင်းကကရင်ပြည်နယ်ဖမ်းမြို့ခီးစဉ်အတွင်ခီးစဉ်သတင်းပေါကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနဲ့တက်နယ်သေဆုံးပွဲများဖျက်သိမ်းမှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ15ရက်နေ့ဖမ်းမြို့ခီးစဉ်အတွင်အကြမ်းမတ်မြောက်လိုင်းကဌာနဆိုင်ရာသေဆုံးပွဲလုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်နာနှင့်ဇွဲကပင်မိုးလုံလေလုံအခစားခွဲတိဆောင်မှုကိုတောင်းရဆက်ဆဲခဲ့ကြောင်း မူလဆစ်စင်ဖြစ်သည့်ဖန်တက်နေတွေ့ဆုံပွဲနှင့်တောင်ကလေးဆစ်စင်ယုံတို့တွားရောက်မိခီးစဉ်များကိုဖျက်သိမ်းခဲ့ကြောင်းရင်းနောက်ဖန်အမညာမအိတ်တော်ပင်ရဟယင်ပြေမော်လက်မြိုင်တို့ဆုတ်ခွာကောင်းအရှိတောင်တိုင်းစစ်ဌာနချုပ်မှညာအိတ်ခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးကမ်ဘလူးမျိုးနယ်ဘူကုန်းရွာရှိစစ်တပ်ထိုင်ကိမှပေါ်တာဆွဲဖန်စစ်ခံခဲ့ရသည့်လူငယ်လေးဦးကျော်လာချုပ်ထောင်ပေါက်၍ထွက်ပြေးလွတ်မြောက်ဆက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကပ်လူမျိုးနဲ့ဘူးကုံရွာရှိအကြမ်းမတ်ဆက်ကောင်စီအထိုင်ကိမ်မှာပေါ်သားဆွဲဖန်စီခံရသည့်ပြည်သူလေးဦးကျွန်းလာချုပ်ထောင်ဖောက်၍ထွက်ပြေးလွမြောက်ခဲ့ကြောင်းကျွန်းလာကပ်လူတက်ကြလို့ရှာသူများအဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိကမ်းမလူမျိုးနယ်ဘူကုံစစ်ကောင်စီအထိုင်ကိမ်မှာပေါ်သားဆွဲခံရသည့် လူငယ်အမျိုးသားလေးဦးကကျွမ်းလာအချုပ်ထောင်မှနိုဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲအချိန်အချုပ်ထောင်ဖောက်ရွေးထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းလက်တလောမှာအချုပ်ထောင်ဖောက်ပြေးလာသူလေးဦးကိုတက်ဆိုင်ရာမြို့နယ်မိသားစုများစီသို့ချိတ်ဆက်ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။ ပြည်စားတိလိုအပ်ချက်ကလည်းအရန်မြင့်နေတဲ့ပေါ်နောင်ပြည်သူလူထုကနိုင်ငံရေးနဲ့စီးပွားရေးအကျက်တဲ့ကြောင်းရရလုပ်ငန်းလုပ်ကန်ကြရတဲ့တရင်အမောင်ချဖို့အင်တာနက်လိုင်းဖုန်းလမ်းဖြတ်တောက်ခံထားရတော့မြေပြင်မှာဖြစ်နေတဲ့တရင်ကိုအချိန်နဲ့တပြေးညီမတိနိုင်ကြဘူးဗျာအဲ့ဒါကြောင့်မိသားစုကြောင့်အလုံးလို့ပို့သွားလာကြရင်တော့ကိုသားမဲ့ကိုနယ်မြေလမ်းကျော်စုံစမ်းပြီးမှသွားလာကြဖို့တိုင်တွန်းချင်ပါတယ်ဟုကျွန်းလန်ကမ်လူတက်ကြလို့စားသူများအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် အကြမ်းမတ်စစ်တမ်း၏ပေါ်တာဆွဲဖက်စစ်ခံခဲ့ရမှထွက်ပြေးလွတ်မြောက်လာသည့်ပြည်သူများသည့်ကဏီမျိုးနယ်ရေတကြိုမျိုးနယ်မုံရွာမျိုးနယ်ပလဲမျိုးနယ်များမှဖြစ်ကြောင်းပြည်စာတိလူအချက်များနေရေးဝါတဝါကလူငယ်များကိုပေါ်တာဆွဲဖက်စစ်နေခြင်းဖြစ်ကြောင်းလက်ရှိဖက်စစ်ခံတရသူများကိုငွေကြေးနှင့်လူရွေးရန်လှုပ်ဆောင်သူများကိုလည်းပြန်လွတ်ပေးခြင်းမရှိပေလူရွေးရန်ကြိုးပမ်းသူများကိုပါထပ်မံဖက်စစ်ခြင်းများလှုပ်ဆောင်နေသည့်ကိုတွေ့ရှိခဲ့ရကြောင်းကိုပိုင်ဖက်စစ်ခံခဲ့ရမှပြည်လဲလွတ်မြောက်လာသူများကပြောဆိုပါတယ်အခုဖန်ခံပြီးပြန်လွတ်လာတဲ့လူငယ်တွေက အသက်၁၉နှစ်နဲ့ရောင်းအသက်၂၁နှစ်နဲ့၃၃နှစ်အရွယ်တွေပေါင်းနာမည်ကလုံချုံကြီးအရာပြောလို့မပြေလို့အခုကလူငယ်လူရွယ်တွေအကုန်ဆွဲနေတာဆယ်ပဲနန္နာကင်ယောဂိတ်တွေကဆွဲနေတာကမ်းမလူနေကတော့တတိထားရမယ့်နေရာမှာပဲလို့အကြမ်းမတ်စတဲ့ဤပေါ်သာဆွဲနေသည့်အခြေအနေနဲ့ပတ်သက်၍ကျွမ်းလကမ်းမလူတက်ကြောင်လှူရှားသူများအဖွဲ့မှတာဝန်ရှိသူကပြောပြပါတယ် ကမ်းမလူမျိုးနယ်အတွင်းစတန်နက်ပြူစောင်းတီများကလူငယ်များကိုပေါ်နာဆွဲဖမ်းဆီးခြင်းပြည်သူများထံမှငွေကြေးနှင့်ရွှေအဖိုးနှံပြည်စင်များလူရဲခြင်းအမျိုးသမီးများကိုမရင်းကျက်တပ်ဖြတ်ခြင်းများကျူးလွန်လျက်ရှိကြောင်းဒေသတော်လည်ရေးသတင်းရှင်မြစ်ကတတိပေးထားပါတယ်ရှင်။